ောက်တစ်ခုကတော့ကျွန်တော်တို့2015မှာရေကြီးရေရှမ်းဖြစ်တဲ့အချိန်မှာအသက်ပေါင်း200ကျော်ဆုံးရှုံးခဲ့ပြီးတော့မှ GDP ရဲ့3.8%ရာခိုင်နှုန်းဆုံးရှုံးခဲ့ပါတယ်။ဒီ2008နာကိစ္စတုန်းကတော့ကျွန်တော်တို့ဒီတဘာဝဘေးနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးပြင်ဆင်မှုဟိုဒီအယုဟိုပါเนาะပြင်ဆင်မှုဟိုမရှိခဲ့တဲ့အခါကျတော့လူပေါင်းပေါ့နော်တသိန်းနဲ့3000ကျော်အသက်ဆုံးရှုံးခဲ့ပြီးတော့မှ GDP ရဲ့10%ရာခိုင်နှုန်းဆုံးရှုံးခဲ့တယ်ဆိုတာလေးကျွန်တော်တို့ဒါကျွန်တော်တို့တွေ့ရတဲ့တဘာဝ အဘေးဒဏ်တွေဖြစ်ပါတယ်။နောက်တစ်ချိန်နဲ့ထဲမှာလဲကျွန်တော်တို့ပြိပခ္ခတွေနဲ့လဲပြိပခ္ခကြောင့်ဖြစ်တဲ့ဘေးတွေလဲပြည်သူလူထုရင်ဆိုင်နေရတာဖြစ်ပါတယ်ရှင်။အဲ့ဒါကတော့ကျွန်တော်တို့ဟိုဟိုပါပေါ့နော်ကိုစလဲဒီဒီရွေးကောက်ပွဲကြေညာစာတမ်းရဲ့အဖွင့်လေးပါရှင်။နောက်ကျွန်တော်အခုရှင်းလင်းတင်ပြချင်တာကတော့ကျွန်တော်တို့ပြည်သူရှေ့ဆောင်ပါတီကိုစလဲလောင်းနေပေါ့နော်။စည်ရင်စရာလေးတင်ပြချင်ပါတယ်။အဲကျွန်တော်တို့ပြည်သူလွတ်တော်မှာ193ရောက်ကိုစလဲလောင်းဟိုအတိမပြုခံရပြီဖြစ်ပါတယ်။ နော်အမျိုးသားလွှတ်တော်145ရောက်ဒီ145ထဲမှာတော့ကျမကျမလည်းပါနေပါတယ်ရှင်အဲဆိုတော့ကျမမပါရင်တော့144ရောက်ဖြစ်ပါတယ်ပါမယ်မပါမယ်ရတော့ကျမအသနာခံစာတင်ထားတဲ့အတွက်အသနာခံစာတင်ထားတဲ့အတွက်ဒီဒီဒီတက်ဆိုင်ရပါတော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဆုံးဖြတ်ချက်ကိုကျမစောင့်ဆိုင်နေတာဖြစ်ပါတယ်ရှင်နော်တိုင်းနဲ့ပြည်မနယ်မှာကျမတို့ကိုယ်စားလှယ်လောင်းပေါင်း320တင်သွင်းပြီးတော့မှ တက်သေးကံကပ်ပြရရှိပြီးဖြစ်ပါတယ်။တိုင်းရင်းသားလူမျိုးလည်း29နေရာမှာ14နေရာကျွန်တော်တို့ဝင်ရောက်ရှင်ပြိုင်နိုင်တာဖြစ်ပါတယ်ရှင်။အဲ့ဒါအဲ့ဒီမှာကြားမအချို့ကိုကျွန်တော်တို့ကြီးလိုက်လို့ရှိရင်အမျိုးသမီးက28.400ခန့်လုံးရှိပြီးတော့မှအမျိုးသားကတော့87.600ခန့်လုံးရှိပါတယ်ရှင်။ကျွန်တော်တို့ဒီ point ဓာတ်သမားတွေကျွန်တော်တို့ဖယ်လိုက်လို့ရှိရင်အယောက်တရာမှာ92ယောက်ကအမျိုးသားတွေဖြစ်ပြီးတော့မှ28ယောက်ကတော့အမျိုးသမီးတွေဖြစ်တယ်ဆိုတော့အမျိုးသမီးပါဝင်မှုနှုန်းလဲ အရင်ရွေးကောက်ပွဲတွေထက်ဆိုင်ရင်ပုံမှန်များပြားလာတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။နောက်ပညာရေးပါရှင်ပညာရေးမှာတော့ကျွန်တော်တို့အများဆုံးကတော့ကျွန်တော်တို့အများဆုံးကတော့တက်ကတူဟိုတက်ကတူចောင်းသူចောင်းသားသို့မဟုတ်တက်ကတူဘွဲရတွေအများဆုံးဖြစ်ပါတယ်83.6အရာခိုင်နှုန်းဖြစ်ပါတယ်ရှင်ဒီအထက်တန်းပညာအခြေခံပညာအထက်တန်းအဆင့်ထိရှိတာကတော့20.9အရာခိုင်နှုန်းရှိပြီးတော့မှာ ကျွန်တော်တို့ဘွဲ့လွန်ပါရှင်ဘွဲ့လွန်ကတော့ဒီပလိုမာဘွဲ့တွေအဲမာစတာဘွဲ့ PhD ဘွဲ့ပေါ့နော်ဒါမှမဟုတ်လို့ရှင်လဲ PhD တက်နေတဲ့ဟို candidate ပေါ့ရှင် PhD candidate တွေစုစုပေါင်း9.5ရာခိုင်နှုန်းရှိပါတယ်ရှင်ကျွန်တော်တို့နိုင်ငံအဝမ်းမှာမဲဆန္ဒနယ်တွေရှိတဲ့နယ်မှာပြည်သူ့ရှေ့ဆောင်ပါတီကနေရှင်ပြိုင်တဲ့မဲဆန္ဒနယ် ပေါ့နော်လွှတ်တော်အလိုက်အချိုးကြည့်မယ်ဆိုလို့ရှိရင်ပြည်သူလွှတ်တော်မှာကျွန်တော်တို့80ရာခိုင်နှုန်းဝင်ရောက်ရှင်ပြိုင်တာဖြစ်ပါတယ်တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ58ရာခိုင် sorry ပါရှင်အမျိုးသားလွှတ်တော်က61ရာခိုင်နှုန်းဝင်ရောက်ရှင်ပြိုင်တာဖြစ်ပါတယ်ရှင်တိုင်းဒေသကြီးပြည်နယ်မှာတော့58ရာခိုင်နှုန်းဖြစ်ပြီးတော့မှတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းရှင်ပြိုင်မှုကတော့48ရာခိုင်နှုန်းရှိတာကိုအဲကျွန်မရှင်းလင်းတင်ပြခြင်းပါတယ်ရှင်နောက်အသက်အရွယ်အားဖြင့်ပြောလို့ရှိရင် အဲကျွန်တော်တို့35နှစ်နဲ့အောက်က15ရာခိုင်နှုန်းပါပါတယ်36နှစ်ကနေ62နှစ်ကြားပေါ့နော်မှတော့89.5ရာခိုင်နှုန်းပါပါတယ်ရှင်ဒါအောင်လဲအသေးစိတ်ပြန်ခွဲမယ်ဆိုရင်လူလက်ပိုင်းနေပါရှင်90အသက်90နဲ့အတွင်းနေပုံများတာကိုကျွန်တော်တို့တွေ့ရပါတယ်ပြီးရင်63နှစ်နဲ့အထက်အုပ်စုကတော့9.5ရာခိုင်နှုန်းရှိတာဖြစ်ပါတယ်ရှင်အဲ့ကျွန်မဒီနေ့ရှင်းလင်းတင်ပြမှာအပိုင်းနှစ်ပိုင်းရှိပါတယ်။အဲ့ဘာကြောင့်ပေါ့နော်ကျွန်တော်တို့ပြီးသုံးလုံးပါတီလို့ လူသိများတဲ့ပြည်သူ့ရှေ့ဆောင်ပါတီကိုမဲပေးတင်တာလေအဲနောက်တစ်ခုကတော့ကျွန်တော်တို့ဂရီကဝတ်ပါရှင်ဂရီကဝတ်9ရက်အဲ့ဒါကတော့ကျွန်တော်တို့အတူချုပ်ဖြစ်ပါတယ်ဂရီကဝတ်9ရက်နဲ့ရက်တရာလုပ်ငန်းစဉ်တွေကိုကျွန်မတင်ပြသွားမှာဖြစ်ပါတယ်ရှင်။နောက်ကျွန်တော်တို့ပါတီကပြည်သူ့ရှေ့ဆောင်ပါတီက2025ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းရဲ့အဲကျွန်တော်တို့ရွေးကောက်ပွဲအတွက်ဆောင်ပုဒ်ကတော့လူထုဘဝအထက်ငိမ့်ချမ်းလုံခြုံစွာကြီးပွားကြဖြစ်ပါတယ်ရှင်။ လူထုဘဝအဓိကဆိုတာတော့အင်္ဂလိပ်လိုကျွန်တော်တို့ people first ပေါ့နော်ဒီပြည်သူလူထုဟာအဓိကဖြစ်တယ်ပထမဟိုဟာဖြစ်တယ်ပေါ့နော်ပထမဦးစားပေးဖြစ်တယ်အဲဒုတိယကတော့ peace for all ဖြစ်ပါတယ်ရှင်ကျွန်တော်တို့ငြိမ်းချမ်းရေးကိုကျွန်တော်တို့နိုင်ငံသားတိုင်းအတူကျွန်တော်တို့ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့နေထိုင်နိုင်ဖို့ဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ကြီးပွားကြပေါ့နော်ဒီ prosperity ကြီးပွားခြင်းကိုတော့ shared prosperity ပေါ့နော်ဆိုလို့ရှင်ချမ်းသာတဲ့လူကအရန်ချမ်းသာတယ်ဆင်းရဲတဲ့သူကအရန်ဆင်းရဲတယ် လူလတ်တန်းစားတွေနဲနေတယ်ဒီလိုမျိုးအခြေအနေမျိုးမှာကျမတို့ကအဲဒီဆင်းရဲတဲ့သူတွေကနေလူလတ်တန်းစားတွေဖြစ်လာပြီးတော့မှကျမတို့ကချမ်းသာတဲ့သူတွေဆွဲချဖို့မဟုတ်ပါဘူးရှင်ချမ်းသာတဲ့သူတွေဆွဲချမှာမဟုတ်ဘူးဆင်းရဲဆင်းရဲတဲ့ပြည်သူလူထုကိုကျမတို့နွန်ပါတဲ့ပြည်သူလူထုကိုအလယ်လတ်တန်းစားဖြစ်အောင်ကျမတို့ဆောင်ရွက်ပေးချင်တာဖြစ်ပါတယ်ရှင်။နော်အဲ့ဒါကြောင့်မလို့အင်္ဂလိပ်လိုအတူအောက်ကတော့ 3P ဖြစ်ပါတယ်ကျမတို့ P ၃လုံးလိုပဲပေါ့နော် People Peace and Prosperity ဖြစ်ပါတယ်ရှင်။ အဲကျွန်တော်အခုချိန်ကနေစပြီးတော့မှဘာကြောင့်ကျွန်တော်တို့ပြည်သူ့ရှေ့ဆောင်ပါတီပေါ့နော်ပြည်သုံးလုံးပါတီကိုမဲပေးတင်တာလဲဆိုလို့ရှိရင်နံပါတ်၁ကတော့ကုံစင်းနှုံးပါရှင်ကုံစင်းနှုံးဆိုတာဒါလူတိုင်းပေါ်မှာနိုင်ငံသားတိုင်းပေါ်မှာတက်ရောက်မှုရှိတာဖြစ်ပါတယ်အဲဒါကြောင့်မို့ကုံစင်းနှုံးကိုအမြန်ဆုံးကြဆင်းစေပြီးပြည်သူများရဲ့ချက်တဲမှုအမြန်ဆုံးဖြည့်ရှင်ပေးဖို့အတွက်အဲကျွန်တော်တို့အနေနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်နော်အဲ့လိုဆောင်ရွက်ဖို့ဟာဘာတွေလုပ်မှာလဲပေါ့နော်ဘာတွေလုပ်မှာလဲဆိုလို့ရှိရင်အဓိကကတော့ကျွန်တော်တို့ ဈေးကွက်စည်းဝါးရေးစနစ်ကိုကျွန်တော်တို့ပြန်လဲထူမပေးရမှာဖြစ်ပါတယ်ရှင်